မန်ယူနိုက်တက်သင်းနီးပြရူဘင်အာမိုရင်ကဘောလုံးမှာဘာမှမတိကျကြောင်းပြောကြားခဲ့ပါတယ်။လီဗာပူးနဲ့အန်ဖီးမှာ ပွဲတရာမြောက်တွေးဆုံပွဲပွဲကြိုသတင်းစာရှင်းလင်းပွဲမှာအာမိုရင်ကအခုလိုပြောခဲ့တာပါ။ပြီးခဲ့တဲ့ပတ်က The Times နဲ့ Interview မှာ အသင်းပူးတွဲပိုင်ရှင် Ralph Clay ကအာမိုရင်ကိုမန်ယူနိုက်တက်သင်းမှာ၃နှစ်ကြာဆက်ရှိမယ်လို့ဖွင့်ဟခဲ့ပါတယ်။ပီယာထန်တွေနဲ့နီးပြရာတို့အတွက်မတိကျတော့တဲ့သတင်းတွေအဆက်မပြတ်ထွက်နေချိန်မှာ Ralph Clay ရဲ့စကားကို အမိုရင်က အမခံချက်ပေးခဲ့ပါတယ်အမိုရင်ကဒီစကားကြားရတာတကယ်ကောင်းပါတယ်ဒါပေမဲ့ဒီစကားကိုသူကကျွန်တော်ကိုအချိန်တိုင်းပြောနေတာပါတခါတည်းရံမှာတော့ပွဲတွေပြီးရင် message ပို့တယ်ဒါပေမဲ့ဘောလုံးဟာအဲ့လိုမဟုတ်ဘူးဆိုတာသူလည်းသိတယ်ကျွန်တော်လည်းသိတယ်ခမားလည်းသိပါတယ်အရေးကြီးဆုံးအရာကနောက်ထပ်ကစားမယ့်ပွဲပါပဲအသေးမှရှင်နေတော့ဘောလုံးမှာနောက်တရက်ကိုမထိန်ချုပ်နိုင်ပါဘူးလို့ပြောခဲ့ပါတယ် ဘယ်ယူနိုက်တက်တင်းဟာအာမိုရင်လက်ထက်ပရီးမီးယားလိ34ပွဲမှာ10ပွဲသာအနိုင်ရခဲ့ပါသည်။ဒါအပြင်ယခုချိန်ထိသူတာဝန်ယူစဉ်အတွင်းအမှတ်ပေးပွဲ2ပွဲဆက်တိုက်အနိုင်မရခဲ့ဘူးပါဘူး။